စစ်ကောင်စီထိန်ချုပ်ထားတဲ့ရခိုင်ပြည်စစ်တွေမျိုးမှာစစ်ဘေးတိမ်းရှောင်သွားကြတဲ့အတွက်လူမရှိဘဲပြစ်ထားခဲ့တဲ့နေအိမ်တွေကိုစစ်ကောင်စီတပ်သားတွေကဖျော့ဖြက်ပြီးတော့မွ슬င်ကျင်းရွာတွေမှာရောင်းချနေတယ်လို့ DMG ကစုံစမ်းသိရပါတယ်။စိုင်းယုံစုရက်ကွက် မင်းကန်ဆက်ရိုးကြစားတဲ့ရက်ကွက်တုံးမှာလူမနေတဲ့တဲ့အိမ်ဝအိမ်တွေကိုစစ်ကောင်စီတပ်သားတွေကဖျို့ဖျက်ပြီးတော့ကုန်ကားကြီးတွေနဲ့တင်ဆောင်ပြီးစစ်တွေမျိုးအနောက်ဘက်မွ슬င်ကျေးရွာတွေကိုတွားရောက်ကရောင်းချနေတာဖြစ်တယ်လို့ဒေသခံတွေပြောပြချက်အရာသိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့စစ်တွေမျိုးနေကမွ슬င်အမျိုးသမီးတယောက်ရဲ့ပြောစကားကိုလုံခြုံရေးအခြေအနေအရာ DMG ကအတန်းအစားထိုးဖတ်ပြထားပါတယ်။ အရင်ဆုံးဒီအိမ်တွေကပစ္စည်းတွေကိုထုတ်ယူပြီးတော့ဒီမွတ်စလင်ရွာတွေမှာလာရောက်ကြတာရှိတယ်။အဖန်ခွက်တွေဆိုလို့ရှိရင်လေပိတ်ဆံ200 300အဲ့လောက်ဈေးတွေနဲ့ရောင်းစားနေကြတာတော့အဲနောက်ထပ်ကတော့ဒီအိမ်သုံးပစ္စည်းတွေအကုန်လုံးကိုထုတ်ရောင်းပြီးတာနဲ့ဒီအိမ်ကတစ်တွေကိုဖြိုယူပြီးတော့ရောင်းတာမျိုးရှိတာပေါ့။အအစ်တတယောက်အိမ်မှာအိမ်အစ်စ်ဆောင်နေတာကိုတွေ့လို့မေးကြည့်တော့သူတို့ကစစ်တပ်ကရတဲ့လူမရှိလို့အဲရခိုင်နေအိမ်တွေကိုဖြိုပြက်ပြီးတော့ဈေးတက်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 နဲ့ရောင်းချနေလို့ အဲ့ဒီကဝယ်ပြီးတော့အင်တေးဆောင်နေတာလို့ပြောတာအဲ့ဒီလူသုံးကုန်ပစ္စည်းတွေကိုစစ်တွေမျိုးနဲ့မွတ်စလင်ကျင်းရွာတွေဖြစ်တဲ့တက်ကယ်ပြင်အောင်တော်ကြီးသေချောင်းစားတဲ့ကျင်းရွာတွေမှာဈေးနှုန်းတက်တာစွာနဲ့ရောင်းချနေတာဖြစ်တယ်လို့သိရပါဗျ